အဲ့တော့အင်္ဂါ၄ချက်ကိုတည်သွားပြီနံပါတ်၁တပ္ပရိတတန်တေဝသူတော်ကောင်းကို စီကတ်ရမယ်နံပါတ်၂တတ္တမတဝနာတစ္ဆာ၄ပါးနဲ့ဆက်ရှင်နဲ့သူတော်ကောင်းတရားကိုကြားနာလေ့လာသင်ယူရမယ်နံပါတ်၃ယောနိတောမနတိကာရာတင့်တင့်လျောက်ပါစွာနှလုံးသွင်းရမယ်နှလုံးသွင်းမှန်ကန်ရမယ်နံပါတ်၄ဓမ္မာနုဓမ္မပฏิပတ်တိ မဲ့ညာပူညာနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရား၉ပါးကိုရစီနိုင်တဲ့တိခသုံးပါးကျင့်စဉ်တရားဝိသုဒ္ဓိ၇ပါးကျင့်စဉ်တရားမဂ္ဂင်၈ပါးကျင့်စဉ်တရားအတူတူပဲနော်ဒီကျင့်စဉ်ကိုလက်တွေ့ကျင့်ကြံကြုပ်ကိုပွားများအားထုတ်ရမယ်အဲ့ဒီအင်္ဂါ၄ချက်နဲ့ပြည့်စုံရင်တစ္ဆာ၄ပါးကိုထိုးထွင်းသိတဲ့သောတာပန်စတဲ့အရိယသရကောင်းတွေဖြစ်နိုင်တယ်တဲ့ရှေ့အင်္ဂါ၂ချက်ကဟုတ်လားဗိဒ္ဓမှာရှားရမှာ နောက်အင်္ဂါ၂ချက်ကကိုကိုတိုင်းလောရမှာဟုတ်ပြီနော်အဲ့တော့အဲ့ဒီအင်္ဂါ၄ချက်ကို သောတာပတ္တိယံကသောတာပန်ဖြစ်ကြောင်းတရား၄ပါးလို့ဒီလိုခေါ်တယ်အဲ့ဒီအင်္ဂါ၄ချက်နဲ့ပြည့်စုံသွားတဲ့အတွေ့ရှင်သာရိပုတ္တရာလောင်းရှင်မမောက္ကလလောင်းဖြစ်တဲ့ဥပဒိတ္တနဲ့ကောလိတတို့ဟာသစ္စာ၄ပါးကိုထိုးထွင်းသိတဲ့သောတာပန်အရိယသူတော်ကောင်းတွေဖြစ်သွားကြတယ်ဟုတ်ပြီနော်အဲ့ကောလိတလည်းပဲအတူတူပဲ